်ကြီးမွန်းတန်ကဖျားစီရောက်တယ်။ဒါမဲ့ဒီကြီးမွန်းနဲ့ဖျားစီရောက်တဲ့အတန်ကတခါလေးမှာလွယ်တဲ့အချိန်ရှိတယ်။ဘယ်ချိန်လဲ။ကောင်းကြီးမင်္ဂလာခံစားရတဲ့အချိန်ပေါ့နော်အလုပ်ရတယ်။အိမ်ဝယ်နိုင်တယ်ကားသစ်ဝယ်တယ်ဆာမွေးအောင်တယ်အင်တာဗျူးအောင်တယ်ဒီလိုအချိန်ကြီးကြတော့အောင်းကိုရောကောင်းပြက်လိုက်တာလို့ပြောရတာလွယ်တယ်။ဒါပေမဲ့ဆင်းရဲဒုက္ခကြုံတဲ့အချိန်ကိုခက်ခဲချင်းကြုံတဲ့အချိန်ကိုနာဖျားတဲ့အချိန်ကို ဒီလိုအချိန်မှာတော့ကျွန်တော်ကြီးမွမ်းတာမထွက်တော့ဘူးလား။ဒါကြောင့်ဂျေဇူးကြီးမွမ်းခြင်းရစ်ကိုပူဇော်တော်သူသည်ငါ့ဘုံကိုထင်ရှားစေတော်သူဖြစ်တယ်လို့ကျမ်းစာပြောတယ်။ဆိုတော့ဂျေဇူးကြီးမွမ်းခြင်းရစ်ရစ်ဆိုတဲ့အရာက ပေးဆက်ခြင်းပါတယ်။ရစ်ဆိုတဲ့အရာအဖိုးကပေးရတယ်။ဖျားစီလာတဲ့အခါမှာအဖိုးကပါဖို့လိုတယ်။ဒါကြောင့်ဒီနေ့သင်ရဲ့ကြီးမွမ်းတဲ့ကိုပြန်လည်ဆန်းစစ်ရအောင်။သူ့နာမည်က Horatio Gate စပတ်ဖော့ဒ်လို့ခေါ်တယ်။ဘာငယ်လေးဆုံးသွားတယ်။လုပ်ငန်းတွေမီးလောင်ပျက်စီးသွားတယ်။ဒီအရာကိုခံစားနေတဲ့အချိန်မှာ သမီး၄ယောက်ဆုံးသွားတယ်။အဲ့ဒါနဲ့သူလည်းဇနီးတဲ့ရှိတဲ့နေရာကိုသူ နောက်သင်္ဘောတစည်းနဲ့လိုက်သွားတယ်။လိုက်သွားတဲ့အခါမှာသူသမီး၄ယောက်ရင်နစ်တယ်လို့တီထားတဲ့နေရာလေးရောက်တဲ့အခါမှာသူ့ကိုသင်္ဘောကပတင်ကပြောပြတယ်ဒီနေရာလောက်ပဲ သင်္ဘောနဲ့သွားတယ်။အဲ့ဒီချိန်မှာသူကစာလေးတစ်ခုကိုသူရေးလိုက်တယ်။အဲ့ဒီစာကိုသင်နဲ့ကျွန်တော်သိတယ်။ငြိမ်သက်ခြင်းမြေလို့ကျွန်ုပ်ကိုလမ်းပြသည်ဝမ်းနေခြင်းပင်လေလိုင်းလိန်လို့ကိုရောကျွန်ုပ်ဟာ Tino e ya mia di Kao be di Kao be di We nye mo Tudu kwa su yao be di We nye mo Kao be di Kao be di We nye အခြားလူမဟုတ်ပါဘူးဒီတချင်းဖြစ်လာဖို့ရန်အတွက်အဖိုးခများစွာပေးလိုက်ရတဲ့ဖခင်တူရဲ့ခံစားချက်ဖြစ်တယ်ကန္နဝင် တေးသွားတွေရဲ့နောက်ွယ်မှာ true story ဆိုရဲစစ်မှန်တဲ့ဖြစ်ရပ်တွေရှိတယ်ဒါတွေကိုကျွန်တော်တို့လေ့လာဖို့လိုတယ်သိဖို့လိုတယ်အတော့အခုလိုမျိုးခံစားချက်ကနေကြီးမားစွာထွက်လာတဲ့ခံယူချက်တွေ ညီသချင်းစာသားတွေကြည့်လိုက်ပါအောင်အခန်းစားချက်တသက်ပဲမဟုတ်ဘူးနဲ့ခံယူချက်အပြည့်ပါအဲ့ဒါဝိညာဉ်ဘုကောင်းတယ်သူစိတ်အတွက်ကောင်းမယ်တဲ့လားမကောင်းဘူးသူကိုယ်ခန္ဓာအတွက်ကောင်းမယ်တဲ့လားနှာကျင်တာပေါ့မကောင်းဘူးဒါမဲ့သူသိတယ်သူရဲ့ခံယူချက်ပါလေဝိညာဉ်ဘုကောင်းတယ်အကြောင်းဒီနေ့တချို့တွေချီးမွမ်းတာရက်နေတဲ့သူတွေခြေစုပ်ပြည့်ချီးမွမ်းတာပြန်ထုတ်ပါသင်နှာကျင်နေတာဘုရားသိတယ် သင်ခံစားနေတာဘုရားသိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဟာငါတော့ဘုရားကိုစိတ်ကောက်လိုက်တော့မယ်ကိုတော့ကောင်းကြီးမှမပေးတော့တာမလုပ်ပါနဲ့ဘုရားကောင်းကြီးပေးပေးမပေးပေးဘုရားပေးပြီးပြန်ယူသွားတာပဲဖြစ်ဖြစ်ဘယ်အချိန်မှဖြစ်ဖြစ်သင်နှုတ်ကနေအဖိုးခါကြီးတယ်ကြီးမွန်းတာထွက်နေပို့လို့ရယ်လွယ်သလားလုံးဝမလွယ်ပါဘူးဒါကြောင့်မလို့လေအရာရာမှကြီးမွန်းဖို့ထို့သူကျင့်စေခြင်းကာ ယေရှုခရစ်နိုင်ဘုရားသခင်လို့တော့ရှိတယ်။ခက်ခဲလာတဲ့အဖို့ခကြီးတဲ့ချီးမွမ်းသံထုတ်လွှင့်တဲ့သူကျမ်းစာထဲမှာရှိလာရှိတာပေါ့။ဒီနေ့ကျွန်တော်ယောဘဒီမှာ तू ကဘုရားကိုကြောက်တယ်တဲ့။ကျမ်းစာမှာကြည့်နော်။မကောင်းမှုကိုရှောင်တယ်တဲ့။စုံလင်ဖြောင့်မတ်တယ်တဲ့။အားဒါဆိုရင်တော့ဒီလိုလူမျိုးကတော့စုံစမ်းခြင်းကြုံရမှာမဟုတ်ဘူး။မဟုတ်ဘူး။စုံစမ်းနေဆိုတာ စုံလင်ဖို့စမ်းသတ်တာဘုရားကဘာအကြောင်းပြချက်မှသင်ကိုပေးစရာမလိုသူရဲ့လောက်ရဲ့အတွက်သင်နဲ့ကျွန်တော်တင်ပြစရာမလိုဒါလေးလောက်ခွင့်ပြုပါ မဟုတ်ဘူးဘုရားကျွန်တော်တို့ပိုင်တယ်အရာအားလုံးပိုင်တယ်သူ့မှာလောက်ပိုင်ခွင့်အကုန်ရှိတယ်အဲ့လိုလောက်ပိုင်ခွင့်ရှိတဲ့အချိန်မှာ तू နှစ်သက်တဲ့အရာ तू ကြိုက်တဲ့အရာဘုရားဖြစ်တဲ့အတွက် तू သဘောတိုင်လောက်ပိုင်ခွင့်ရှိတယ်ဆိုယောဘကိုခွင့်ပေးလိုက်တယ် ယောဘအကျိုးမရှိပဲဘုရားကိုဝတ်ပြုမလားတဲ့လက်တော်ကိုဆန့်ပါတဲ့သူရဲ့ဥစ္စာကိုထိခိုက်ရင်သူဒီမျက်မှောက်တော်နိုင်ကိုရောကိုစွန့်ပယ်ပါလိမ့်မည်တဲ့မျက်မှောက်တော်မှာကိုရောကိုစွန့်ပယ်တာစာတန်သူမျက်မှောက်တော်ထဲမှာကိုရောကိုစွန့်ပယ်လိုက်တာသူ့အလုပ်ကပါလေလူစီဖာစာတန်မဖြစ်ခင်ကောင်းကင်တမန်လူစီဖာရဲ့အလုပ်တစ်ခုပဲရှိရပါလေချီးမွမ်းတာချီးမွမ်းခြင်းရက်သွားတဲ့နေ့သူပြုတ်ကျတဲ့နေ့ပဲ မိတ်ဆွေချီးမွမ်းခြင်းရက်သွားတဲ့နေ့သင်ဘွားကြမဲ့နေ့ပဲနော်။ဒါကြောင့်ချီးမွမ်းခြင်းမရက်နဲ့။ချီးမွမ်းတာဘလောက်ခက်ခဲပါနေစေထုတ်ပါ။ချီးမွမ်းတာအဖိုးကကြီးကောင်းကြီးမယ်။တချို့ချီးမွမ်းတာအဖိုးကသိပ်ပေးရမှာမဟုတ်။ဒါပေမဲ့တချို့ချီးမွမ်းတာအဖိုးကသိပ်ကြီးတယ်။ခက်ခဲခြင်းချမ်းသာခြင်းဖရာအလဲအလဲပေးတတ်တယ်။ဒါကြောင့်ဒီအရာကြုံလာရင်ဩတာကဘဝရဲ့အစိတ်ပိုင်းပဲ။ သေခြင်းလောက်အောင်ကို အခက်ခဲကြုံတာဒါမဲ့ तू ပြောလိုက်တဲ့စကားလေးတခုရှိတယ်ယောဘတစ်မှာကလေးက तू ပြောတယ်သာရဖျားပေးတော်မူ၏သာရဖျားလည်းရုပ်သိမ်းတော်မူ၏ဖျားပေးတယ်ပြန်လဲရုပ်သိမ်းတတ်တယ်ဒါမဲ့ဆက်ပြောလိုက်တဲ့စကားသာရဖျား၏နာမတော်သည် မင်္ဂလာ ရှိပါစေတည်းဟာလေလုယာအခုဒုက္ခခံရတယ်ဆိုတဲ့ဟာကမိတ်ဆွေရှေ့မှာလေဖျားတင်အတွက်ပြင်ဆင်ထားတဲ့အဲ့ဒီ အရာတွေနဲ့နှိုင်းကြည့်မပြောပါလားဘူးယောဘတော်ယုံတန်ယုံယုံကြည်ချက်တော့မဟုတ်ဘူးနော်သူပြောလိုက်တဲ့စကားကျွန်တော်မပြောနိုင်ဘူးပြောလိုက်တဲ့အရာကသူအသေးကုန်ပြီးတော့ကိုပြက်စီးရင်တော့ဒီကုခန္ဓာမှာဖျားအောင်မြင်တယ်ဖျားရဲ့မြတ်တာကျွန်တော်ထဲကိုဖျားထည့်ပေးခြင်းတယ်ဒါကြောင့်စီးရင်ဒုက္ခတွေကြုံလာတဲ့အခါမှာကျွန်တော်တီးခန့်စိတ်ဒိုးစေတယ်အဲ့ဒီတီးခန့်စိတ်ကနောက်ဆုံးပြောမယ်ဆိုရင်ဖျားမြတ်တာကျွန်တော်ထင်ပါပါ၍များပြားဖို့ ဝိညာဉ်တော်ကထည့်ပေးနေတာအချို့အရာတွေဘာလို့ဒီလိုဖြစ်တာလဲကျွန်တော်ဘုရားဘာကြောင့်ဒီလိုဖြစ်တာလဲမြန်မာနိုင်ငံဘာကြောင့်ဒီလိုဖြစ်တာလဲခဏခဏလာမေးတတ်တယ်အဖြေမရှိဘူးဘုရားကြံစည်လို့ပဲပြောလို့ရတယ်ဒီလိုဖြစ်နေပေမဲ့တင့်ကိုပြောဖို့တော့တခုရှိတယ်တင့်အတွက်ဘုရားကောင်းသောအကြံစီပဲကြံစီထားတယ်ဘုရားကိုတချို့တွေ ဖျားအောင်နှုတ်ကပတ်တော်ဟောပြောလို့ကြားတဲ့အဆင်ရှိတယ်။ဒါပေမဲ့အဲ့ဒီဆင်းရဲဒုက္ခတစ်ခုကို ကြုံပြီးပြီဆိုရင်တော့ဖျားကိုလေတွေ့ကိုတွေ့သွားတယ်။အဲ့ဒါလိုဝတ်ချက်ပဲ။ကိုရောကို တွေ့ချင်တယ်နော်လို့သုထောင်းမူလာ။အဲ့ချိန်မှာဖျားဝုန်းဆိုပေါ်လာတာရှိတတ်ပါတယ်။ဒါပေမဲ့အများသောအပြည့်မရှိဘူး။ခုနပြောတဲ့နာကျင်ခံစားခြင်းတွေထဲမှာဖျားခေါ်လာတတ်တယ်။ အဲ့ဒီအချိန်မှာအော်ကိုတော့တကယ်ရှိပါလားဆိုတဲ့သက်သေရသွားတယ်။အဲကြောင့်တင်းရဲ့နာကျင်ခံစားချက်ကအချင်းကြီးမဖြစ်စေနဲ့မိတ်ဆွေ။ဖះကိုပြစ်မတင်နဲ့မိတ်ဆွေ။ဖះကိုစိတ်မကောက်နဲ့မိတ်ဆွေ။ဒီအချိန်မှာထပြီးတော့ဖះကိုဂျေစုတင်နေလို့ပြောလိုက်ပါ။တချို့ချီးမွမ်းတာလက်ခုမတီးနိုင်ဘူး။မိကြီးပဲကြားနေတာ။တချို့ချီးမွမ်းတာလေ။အသာငုံမထွက်နိုင်ဘူး။သူ့ပဲထောက်နေရတဲ့အချိန်ရှိတယ်။ ဲ့ဒီလိုကြုံလာမယ်ဆိုရင်လေဘသူကကြုံကျင်ပါလဲဒါမဲ့အဲ့လိုကြုံလာမယ်ဆိုရင် နားလည်လိုက်ပါဘုရားအသင်ကိုစုံလင်ဖို့စံသက်တာဖြစ်တယ်အဲ့ဒီစုံလင်ဖို့စံသက်တဲ့အချိန်မှာပဲကောင်းကြီးရလို့ချီးမွမ်းတာမဟုတ်ကောင်းကြီးအရှင်ကိုရထားလို့ချီးမွမ်းတော်သူများဖြစ်စေပါ